အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုကတော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီအားလုံးတို့ပေါ့လေအခုမကြာခင်မှာကျွန်တော်တို့မြန်မာယူဟာအနှစ်သက်ကိုကြောက်ရတော့မှာပေါ့လေ1386ခုနှစ်ကနေ1389ခုနှစ်ကိုကူပြောင်းကြောက်ရတော့မှာဖြစ်တယ်အဲ့တော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီအားလုံးတို့ပေါ့လေအဲ1389ခုနှစ်မှာဂျုံတို့ရမယ်တနစ်စာကံကြမ္မာဟောကင်းကိုကနတခုရင်စီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ် အဲ့တော့ဆက်နှစ်လအီတော်ဖြစ်တဲ့သူကလပိုင်းလိုက်လပိုင်းလိုက်ဆိုပြီးတော့စီပွားရေးကျမိုင်တွေကျွန်တော်အသေးစိတ်လေးခေါ်มาဖြစ်တယ်။အဲ့တော့မဟုတ်ရင်ကျွန်တော်ကြုံပြီးတော့မြေတားရက်ခံစရာလေးတွေရှိတယ်။အဲ့ဒါဗာလဲဆိုတော့ကျွန်တော်ခေါ်တဲ့အခါမှာကျွန်တော်ဗီဒီယိုမျက်နှာပဲကြည့်ခေါ်တယ်။လူတွေကြိုက်လိုက်ခေါ်လို့မရှိဘူး။အဲကျွန်တော်ရဲ့ဟောစရာတွေအများအားနားထောင်နေသူတွေကတော့သိပြီးသားပါပဲ။အဲ့တော့အဲ့လိုခေါ်တဲ့အခါမှာတနစ်စာကြီးတော့ခြုံခေါ်တာဖြစ်တယ်ပေါ့နော်။ပြီးတော့ဗုဒ္ဓကုသသမီးတွေလို့ပြောတဲ့အခါမှာဗုဒ္ဓကုသသမီးချင်းတူတော်လည်းပဲဖွားစားတာချင်းမတူကြဘူး။ရောက်စရာအသက်တွေမတူကြဘူး။အချင်းဗီဇာတွေမတူကြတဲ့အခါမှာတယောက်နဲ့တယောက် ဟိုကန်တရားချင်းတော့ဘလို့မှတိုက်ဆိုင်နိုင်ဘူးမရှိဘူးပေါ့လေအဲ့ဒါလေးတော့သိစေချင်တယ်အခုဟောစရန်ဒီတဦးတယောက်ချင်းစီရဲ့ဇာတာကိုအသေးစိတ်ယူပြီးတွက်ချက်စစ်စေတာမဟုတ်ဘဲနဲ့အားလုံးအတွက်ချုပ်ပြီးဟောတာမျိုးသိစေချင်တယ်နော်တချို့ခါလေးတွေမှာကျွန်တော်တို့ဗုဒ္ဓကုသသမီးခေါ်တဲ့ခါမှာဟိုမကောင်းပြောရင်ဟာဒီဆရာကလည်းမကောင်းပဲပြောနေတာငါဒီမှာကောင်းပါလေဒီဆရာခေါ်တာမားတယ်ပေါ့လေအဲ့တချို့ကလည်းဟိုကောင်းမယ်လို့ပြောတဲ့ခါမှာဟာငါဒီတော့ဒီဒုက္ခရောက်နေတာဟာကောင်းမယ်လို့ပြောတာဒါခါမှလည်းမဖြစ်ဘူးစသည်အားဖြင့်ပေါ့လေပေါက်ရည်လျှောက်တွေးပြီးဖြစ်တယ်လို့တချို့နည်းနည်းအသိပညာအားနည်းတဲ့သူတွေလေးအဲ့လိုမျိုးပြောတာမျိုးလေးတွေရှိတတ်ကြတယ် ဒါကြောင့်ကျွန်တော်ကအားလုံးနားလည်အောင်ရှင်းပြပေးခြင်းဖြစ်တယ်။ဘုရူသားသမီးမန်တော်လည်းပဲသူ့ရဲ့ဖွာသားတာတွေပေါ်မူတည်ပြီးတော့ကောင်းကျင်ဆိုးခြင်းတွေတယောက်နဲ့တယောက်လုံးဝမတူညီနိုင်ဘူးဆိုတာလေသိသိချင်းပဲ။ဟုတ်ပြီ။အဲ့တော့ဘုရူသားသမီးလောင်းမမြန်နိုင်ငံမှာဗျာလူကြီး50တန်းရှိတယ်ဆိုရင်မနေဘူးလေတန်းနဲ့ချီရှိတာပဲတကွာလုံးဆိုပိုလောင်းဆိုးသေးတာပေါ့နော်။အဲ့တော့တယောက်နဲ့တော့ဘယ်တူနိုင်မှာမလဲ။သို့တော့အတက်နိုင်ဆုံးကျွန်တော်အမှန်ကန်ဆုံးဖြစ်အောင်အသေးစိတ်လေးကျွန်တော်တတ်ချက်ပြီးဟောပေးတယ်ဆိုတာလေတော့အရင်ဆုံးကျွန်တော်မြေတားရက်ခံတယ်ဗျာနော်။အဲ့တော့အဲ့လိုဟောတဲ့အခါမှာဘုရူသားသမီးတွေတို့က အားလုံးပေါင်းအချက်၈ချက်နဲ့ကျွန်တော်ဟောပြမယ်နံပါတ်၁အချက်ကတော့ဒီတနစ်စာပတ်လုံးမှာ1389ခုနှစ်မှာစိတ်တပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေဘယ်လိုရှိမလဲဆိုပြီးစိတ်တပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေဟောပြမယ်နံပါတ်၂ကတော့အလုတ်ကန်နဲ့ပတ်သက်တဲ့အခြေအနေကျွန်တော်ဟောပြမယ်နံပါတ်၃အချက်ကတော့တနစ်စာပတ်လုံးဝင်ငွေရဲ့အကြောင်းလေးကျွန်တော်ဟောပြမယ်နံပါတ်၄ကတော့ပညာရေးနဲ့ပတ်သက်တဲ့အချက်ကိုကျွန်တော်ဟောပြမယ်နံပါတ်5ကတော့အခြေအနေအရင်းနဲ့ပတ်သက်တဲ့အခြေအနေကိုကျွန်တော်ဟောပြမယ်။နံပါတ်6ကတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေကိုကျွန်တော်ဟောပြမယ်။နံပါတ်9ကတော့တနစ်စာပတ်လုံးမှာ လိုက်နာရှောင်ကျင်ရမယ်အကြံပေးချက်ဆိုတာလေးကျွန်တော်ဟောကြားပေးမယ်။နံပါတ်၈ကတော့လောက်ကမဲ့ရရဆိုတဲ့အချက်လေးကျွန်တော်ဟောကြားပေးမှာဖြစ်တယ်။အဲတော့ဘုရားကသာသမီတွေတို့ကပထမဆုံးကျွန်တော်စစ်တပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေလေးမဟောကြားခင်ဘာပြောချင်တာလဲဆိုတော့နှစ်သက်ရောက်လာတဲ့အခါမှာအဲ့မှာကံကောင်းတဲ့နေနံလေးတွေကံရတဲ့နေနံလေးတွေဆိုပြီးတော့အမှကွဲဝါးကြတာပေါ့လေတယောက်လေးတယောက်မတူကြတော့ဘူးအဲ့တော့ယူရအဖြစ်ဆိုလို့ရှိရင်ကံညံ့တာနေနံလေး၃ခုရှိတယ် ကံကောင်းတာနေ့နံလေး၄ခုရှိတယ်ဆိုပြီးယူယူအဖြစ်ကျွန်တော်တို့ယူဆလို့ရတယ်။အဲ့ဒီထဲကနေမှဒါမြန်မာယူဟာဘီလင်ပညာရဲ့စစ်စစ်နဲ့တွက်ချက်တာနော်။အဲ့ဒါမှကံညံ့တဲ့နေ့နံလေး၃ခုရှိတယ်လို့ကျွန်တော်ပြောတဲ့အထက်မှာမှကံညံ့သောနေ့နံတစ်ခုကိုပြောပါဆိုရင်နံပါတ်၁ကဘုတ်ကူသာသမိပါပဲဗျာနော်။တခြားလည်းဒီတနစ်စာပတ်လုံးဒီဘုတ်ကူသာသမိတွေအတွက်ကံအညံ့ဆုံးနေ့တစ်နေ့ဖြစ်တာတွေ့ရတယ်။နံပါတ်၂ကတော့သူကတနင်္ဂနွေပေါ့နံပါတ်3ကတော့တနင်္လာဆိုပြီးနေ့နံလေး3ခုရှိတယ်ဘတ်ကူကတော့နံပါတ်1ပေါ့လေအဲ့ဒါလေးသိစေချင်တယ် ဟုတ်ပြီအဲ့တော့ဒါအရှိတရားပြောတာဖြစ်တဲ့အတွက်နားနားလည်ပြီးပါဗျာနော်ဒါမှလည်းကိုကရှောင်းဆောင်လို့ရမှာဘူးအဲ့တော့နံပါတ်၄စိတ်တော်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေဘယ်လိုရှိမလဲဆိုရင်ဒီနေ့တနစ်စာပတ်လုံးစိတ်ညစ်စရာလေးတွေစိတ်တူစရာလေးတွေဒေါသဖြစ်စရာလေးတွေနဲ့သွားတိုးနေတယ်ဗျာအလုပ်တွေလုပ်လို့ရှိရင်လည်း तू ကဘာပဲလုပ်လို့အဆင်မပြေမှုတွေတွေနဲ့ဖြစ်နေတယ်ဗျာပြီးတော့ကိုယ့်ရဲ့မိတ်ဆွေသူငယ်ချင်းတွေလောက်ဖို့ကိုင်းဘက်တွေအောက်လက်ငယ်သားတွေအဲ့ဒါတွေကိုလည်းကိုကမချင်မနဲ့ဖြစ်နေတာမျိုးလေးတွေမြင်နေတွေ့နေကြစကားတွေအားအစဗျာကြားနေရတဲ့လောက်ရတဲ့အားအစ ကိုယ်မျက်စိထဲမှာတောက်မကျွန်းလို့ခံစားနေရတာပေါ့လေအဲဒါမျိုးလေးတွေသွားဖြစ်တတ်တဲ့အတွက်အထူးသတိထားပေးရမယ်ဒေါသအထွက်လွယ်တယ်ဗျပြီးတော့ဒီကာလမှာအဲ့အရန်ရင်းနှီးပါတယ်ဆိုတော့မိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းတွေအောက်လက်ငယ်သားတွေကကိုယ့်ရဲ့မကောင်းသတင်းတွေမဟုတ်တန်ရပါလေတမုတ်လွင်လွင်ပြောတာမျိုးလေးတွေကစာကြုံရတတ်တယ်အဲ့လိုကြုံတဲ့အခါမှာကိုကလည်းစိတ်ဆိုးဒေါသထွက်တာပေါ့လေအဲသူတို့ပေါ့အဲ့ဒီပြဿနာလေးတွေမကြမကြဖြစ်ကိုဖြစ်နေမယ်အထူးသတိထားရမယ်ပြီးတော့ကိုကြံစီချီရွားတဲ့အရာတွေပေါ့အဲ့ဒီအရာတွေကလက်တွေမှာအကောင့်ထဲမှာဖုန်နိုင်ဘူးဗျ တေချာပေါက်ကြီးဆိုပြီးတော့ဟိုရည်ရွယ်ထားတဲ့အနစ်နဲ့ချီရည်ရွယ်ထားတဲ့ကိစ္စကြီးကတကယ်တကယ်လည်းကြားတဲ့ကြောင်အကြောင်းအကြောင်းကြောင့်ပြိုကွဲသွားတာပြက်စီသွားတာလွဲချော်သွားတာတွေ့ဖွယ်သွားတာဆိုတဲ့အနေအထားကြီးကြုံဝုံကြုံဝတ်တဲ့အတွက်အထူးသတိထားဧပြီလနိုဝင်ဘာလအဲ့ဒီလနေမှာဆိုရင်ဘာပဲလုပ်လို့အဆင်မပြေဘူးဗျာစိတ်ဓာတ်တွေပါလေကြလွယ်လိမ့်မယ်ဗျာတော်တော်လေးခရုဆိုင်ကမယ်အထူးသဖြင့်မျက်ရည်လွယ်တဲ့သူတွေဆိုရင်အဲ့ကလာမှာမျက်ရည်နဲ့မျက်ခွက်ဖြစ်တယ်လို့ခေါ်တယ်ငုံကျင်တဲ့စိတ်တွေအရန်ပေါ်နေမှာအလိုလိုနေမျက်ရည်တွေပါလေကြတတ်တယ်ဗျာအထူးသတိထားမယ် စရိမ်မလာနေမှာဆိုရင်သူကစိတ်ညစ်လိုက်ပျော်လိုက်မတီမငြိမ်ဘူးပေါ့လေခဏနေစိတ်ညစ်လိုက်ခဏနေလို့ရှိရင်အာပျော်လိုက်ရီလိုက်မောလိုက်ခဏနေငိုလိုက်အဲ့လိုပုံစံမျိုးကြီးသူကဖြစ်တဲ့ကာလလို့ခေါ်တယ်စိတ်တွေမငြိမ်ဘူးမေလဖေဖော်ဝါရီလဒီဇင်ဘာလဇူလိုင်လအဲ့ဒီလတွေမှာတော့ကိုယ့်ရဲ့အကြံစီတွေအကောင့်ထဲပြန်ပြီးဖော်လို့ရတဲ့အနေအထားတွေဖြစ်လာမယ်ကြံတဲ့လတွေမှာတော့စိတ်ညစ်စရာစိတ်ရှုပ်စရာလေးတွေနဲ့ပြည့်စုံနေမယ်အဲ့တော့တေချာတဲ့ဒီဒီတနေ့ဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ရှိရင်အញ្ញန့်ခိုက်တွေများပြီးစိတ်ဆိုးလွယ်ဒေါသထွက်လွယ်စိတ်ဆက်လွယ် အငူလွယ်အဲ့လိုကိန်းခံမျိုးတွေမှာကြုံနေတာဖြစ်တဲ့အတွက်စိတ်တက်ကိုခိုင်ခိုင်မာမာလေးထားဖို့ဒါတော့မမေ့ပါနဲ့ဗျာနော်အဲ့ဒါပထမတစ်ချက်ပေါ့ဒုတိယအချက်အနေနဲ့ဗာလဲဆိုတော့ကျွန်တော်အလောက်ကိုင်းနေပသက်ပြီးဟောပေးခြင်းတယ်ဟောမှာလဲအားနာတယ်တိရစ္ဆာန်ပလုံမှာနေ့နဲ့ခုနှစ်ခုရှိတဲ့ထက်မှာကံအညံ့ဆုံးထဲမှာနံပါတ်၁ထဲမှာပါတာဖြစ်တဲ့အတွက်တတိတော်ထားမှာပေါ့လေတိရစ္ဆာန်ပလုံမှာအလောက်ခွင်မှာမပြေလည်မှုတွေများတယ်ဗျာဘလို့များလဲဆိုရင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေဆိုရင်ရောင်းမဝယ်ပါလိမ့်တွေဖြစ်တတ်တယ် ဲ့လိုဖြစ်တာလည်းဒါကဟိုကျွန်တော်တို့လက်ရှိရောက်နေတဲ့ခေတ်ကာလမှာခေတ်ကာလမကောင်းတဲ့အနေအထားကြောင့်ရောင်းမဝယ်ပါတွေဖြစ်တာအလုပ်အဆင်မပြေတာဒါနားလဲပါတယ်ထားလိုက်အောင်ဘာထက်ဖြစ်လဲဆိုတော့အဲ့ကိုပိုင်စီဝါရေးလုပ်တဲ့သူတွေဆိုရင်အောက်လငယ်သားကောင်းကောင်းဒုက္ခပြတဲ့ကာလလို့ခေါ်တယ်အကြောင်းအကြောင်းကြောင့်ကိုစီမှာမမြဲတာလူခေါ်ရအယံခတ်တာကို့ကိုဂလန်ကစားစန့်ကျင်တော်လန်တိုက်ခိုက်တာကိုစီကထွက်သွားတာအဲ့ဒါတွေအားအစားဖြစ်တယ်နောက်ဆုံးအလုပ်သမားမရှိလို့ဆိုပြီးစံညီပါတွေပြတ်ရမယ့်အနေအထားတွေအားအစား အဲကိုယ်တိုင်လုံးမရမယ့်အနေအထားတွေအရစသွားဖြစ်တာမျိုးတွေကြုံရတတ်တယ်။ဒါဖြစ်တဲ့တဘာဝနားလည်အောင်ရှင်းပြတာ။ဝင်နှန်းနေဆိုလို့ရှိရင်လည်းသူကဒီကလာမှာလောက်ဘောက်ကင်မတ်အချင်းချင်းမနာလို့ဝင်းဒိုးတိုက်ခိုက်တာအောက်လငယ်သားတွေရဲ့စက်ညင်တော်လန်တိုက်ခိုက်တာကိုစီကထွက်သွားပြီးကိုရဲ့စက်ညင်ဘက်အရောက်မှာသွားပြီးပူပေါင်းတာတွေအရစကြုံရတတ်တော့အထူးအထူးသတိထားမယ်။လုပ်ငန်းခွင်မှာမပြေလည်မှုတွေရှိနေတယ်။အပြက်စီအဆုံးရှုံးလေးတွေများနေတာမျိုးတွေအတိုက်ခိုက်များနေတာမျိုးတွေကြုံကြုံရနေတယ်။ကိုဘာလေးပဲလုံး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 တဲ့အရာတိုင်းမှာကိုရဲ့ပြိုင်ဘက်တွေကအစင်းစင်းရှိနေတာမျိုးတွေဖြစ်တတ်တယ်။နောက်ဆုံးပြ ဟိုဘယ်လိုပြောလဲပြိုင်ဘက်တွေကမလွတ်ခင်ဘူးပေါ့လေဒါမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့ပြိုင်ဘက်နဲ့အတူတူအလုံလုံးမှာအောင်မြင်မယ်ဆိုတဲ့ဂိမ်းမျိုးတွေမှာပါတယ်ဗျပြီးတော့ဒီကာလမှာအရန်အရေးကြီးတဲ့အချက်တစ်ချက်ကလူလိန်ခံတတ်တဲ့ဂိမ်းဘုဒ္ဓဂူသာသမီတွေမှာရှိတယ်ကလိန်ကြခံတတ်တဲ့လူရင်းလူယုံဒုက္ခပေးတဲ့ကာလလို့ခေါ်တဲ့အတွက်အထူးသတိထားပါအေဘရလာနဲ့ဒီအေဘရလာနဲ့နိုဝင်ဘာလတွေမှာဆိုရင်ကိုယ့်ရဲ့လုပ်ဖို့ဂိမ်းဘက်တွေပြိုင်ဘက်တွေရဲ့ဝိုင်းဝန်းပြီးတော့ ဟိုညက်ချတာမျိုးခံရတဲ့တူကအလူလည်းတော့တော်တော်လေးဒုက္ခရောက်တဲ့ကာလလို့ခေါ်တဲ့တူကအထူးအထူးသတိထားပါလို့ဂယုဆိုင်ပါလို့အကြံပေးခြင်းနဲ့လူရင်းလူယုံဒုက္ခပေးတဲ့နောက်ကျော်ဓာတ်နဲ့ထိုးတတ်တယ်ဗျာနော်မမေ့ပါနဲ့အဓိကဒီကာလမှာလေဘုရခုသားသမီးတွေကလူဒုက္ခပေးတယ်အဲ့ဒုက္ခပေးတဲ့သူကလည်းဘယ်သူတွေလဲလို့ကြည့်လိုက်လို့ရှိရင်လွတ်ဖို့ကင်ဘတ်တွေအရန်ရည်ရည်ပါတယ်ဆိုတဲ့သူတွေအဲ့လိုမထင်ရဘူးဆိုတဲ့သူတွေကပဲနောက်ကျော်ဓာတ်နဲ့ထိုးတာဗျာနော်လူရင်းခံရတဲ့သတိထားနေပါ မေလဒီဇင်ဘာလအဲ့ဒီလတွေမှာတော့အလုတ်ကင်ကအဆင်ပြေတယ်ဗျဘာမှစိတ်ပူတယ်မလို့ကိုကလည်းစူးစမ်းရင်လည်းစိတ်တွေရှိတယ်စူးစမ်းတဲ့အခါမှာလည်းတခြားဘောအိကလာမှာအသီးပွင့်လေးတွေသွားခန်းစားရတယ်ဇူလိုင်လနဲ့ဖေဖော်ဝါရီလတွေမှာတော့အထူးအထူးကန်ကောင်းတယ်လို့ခေါ်တယ်အလုတ်မရှိဘူးဆိုတဲ့သူတွေအလုတ်ရတယ်အလုတ်ရှိတဲ့သူတွေဆိုရင်ယာရုတိုယာရုတက်တယ်ဆိုတဲ့အနေထားမျိုးလေးတွေဖြစ်တယ်အလုတ်ကင်တွေစတဲ့အကောင်တွေပေါ်လို့အကောင်းဆုံးသောကာလဖြစ်တာတွေ့ရတယ်ကိုကလည်းစူးစမ်းတယ်စူးစမ်းတဲ့အလုတ်ကလည်းတခြားဘောအဆင်ပြေတယ်ဆိုတဲ့ကာလပေါ့လေ ဂျန်နယ်လာနေမှာတော့အရန်ကြီးအဆင်ပြေတဲ့ဂိမ်းတွေမှာတော့မပါဘူးပေါ့လေလုံးလက်ချာတော့လေတာမျိုးလေးတွေဖြစ်တတ်တယ်အတက်နိုင်ဆုံးဖက်ဆက်တို့ဆက်တူရှီယာတို့ဒီနှစ်ထံမှာလုံးဝလုံးဝမလုပ်ပါနဲ့ဆက်တူရှီယာလောက်တာတွေအဲ့လိုမျိုးလုပ်လို့ရှိရင်တေချာပေါ့ဆုံရှုံနေတာမျိုးနဲ့ကြုံဝင်းကြုံရလိမ့်မယ်ဗျနော်မတေချာတဲ့အလုပ်တွေလုံးဝမလုပ်ပါနဲ့လှုပ်ရှင်တော့ဆိုရင်တဦးတယောက်တည်းပဲရှင်တယ်မှာလူရင်းလူယုံဒုက္ခပေးပါလိမ့်မယ်နံပါတ်၃အချက်အနေနဲ့ကျွန်တော်ဝင်ဝင်နဲ့ပတ်သက်ပြီးဟောပေးခြင်းတယ်ဒီတနေ့တနေ့လုံးမှာဘုဒ္ဓခုသားသမီးတွေကဝင်ဝင်နဲ့ပတ်သက်ရင်ငွေချေးချေး ိတ်အဆင်မပြေဘူးဖြစ်တယ်နော်ဒါကတော့အရှိတရားပဲရရအစားစားဝါးဝါးမြေမျိုးဖြစ်တယ်လှုပ်ရင်လှုပ်ရင်လည်းဟိုတဖြည်းဖြည်းမြုပ်နေတယ်ဗျာမပေါ်လာတဲ့အပြင်လူကြည့်လိုက်လို့ရှိရင်လည်းမိနစ်မှာညမှာဟိုအလုပ်တွေအရင်ပင်ပန်းနေပင်ပန်းတော့အကျိုးခံတာကိုရလာကြည့်လိုက်လို့ရှိရင်လည်းမရဘူးဒါမျိုးတွေသွားဖြစ်တယ်ဗောလေရတဲ့ပတ်စံဆိုရင်တော့မနဲ့ဝင်မြင်ညနေဆိုမရှိတော့ဘူးဗျာငွေရလုံးဝမမြင်ဘူးပြီးတော့ကိုကိုတိုင်းကလည်းအသုံးဆွဲကျန်းတာလေးတွေဖြစ်တယ်ဝင်ဝင်နဲ့ထွက်ဝင်လုံးဝမမြတ်တော့ဘူးဗောဒီတစ်နှစ်ကတရာဝင်သူက1000ထွက်တယ်1000ဝင်လို့ရှိရင်1000ထွက်မယ်ဆိုတဲ့ကာလလို့ခေါ်တယ် ဇူလိုင်လဒီဇင်ဘာလမေလနဲ့ဇန်နဝါရီလတွေမှာတော့ဝင်ငွေအထူးအထူးကောင်းတယ်ငွေအစုလိုက်ပြောင်းလာရတတ်တယ်ထီစုဤပေါ့လိုမျိုးပတ်စံတွေပါတယ်ရတတ်တယ်စုံညွန်လာတဲ့ငွေကြေးတွေပြန်လဲပေါ်လာတာမျိုးတွေဖြစ်တတ်တယ်စီဝါရေးအဆင်ပြေတယ်ဇွန်လဇန်နဝါရီလတွေမှာတော့ဝင်ငွေများသလိုထွက်ငွေလဲအဲ sorry ဝင်ငွေလဲများတဲ့အပြင်သူကစုမိဆောင်ပြီးတဲ့ကာလလို့ဖြစ်တယ်ပတ်စံစုလို့အကောင်းဆုံးကအဲ့ဒီလပဲဗျအတုံးဆွဲလေးတွေကြစ်လက်လာမယ်လက်ခွာတဲ့ဟာလေးတွေကိုပြန်ပြီးတော့စုစည်းလို့ရတဲ့အနေအထားမျိုးတွေတွေသွားဖြစ်လာလိမ့်မယ်အဲ့ဒီလားတွေကလက်ရွှင်မဲ့ ငွေရှင်ပဲလာနေပဲဖြစ်တယ်။စနေမနက်မှာတော့ငွေကရလိုက်ကုန်လိုက်ကုန်လိုက်ရလိုက်နဲ့ပတ်ချပါတော့လဲလိုက်မယ်။မနက်ဝင်လိုက်ညနေထွက်လိုက်နဲ့ဟိုပြန်ကြည့်လိုက်လို့ရှိရင်တောက်တော့စိတ်နေတာပဲ။ဘာမှတော့ကြီးကြီးမားမားအဖက်မနေဘူးဆိုတဲ့ကာလဖြစ်သွားလိုက်မယ်။ဝင်ဝင်လည်းမနေဘူး။သို့တော့ထွက်တဲ့ငွေကလည်းမနေဘူး။ဒလဟောဝင်ဒလဟောထွက်လို့ခေါ်တဲ့လာမယ်ဗျ။ဧပြီလနဲ့နိုဝင်ဘာလတွေမှာတော့ဝင်ငွေလုံးဝမရှိဘူး။လက်ပိတ်လိုက်မယ်ဗျ။ဝင်ငွေရှိခဲ့ရင်တော့မှသူကနည်းနည်းပဲရှိတယ်ဗျ။လက်ပိတ်တဲ့အဲလာတယ်မှာပါတဲ့သူကအထူးသတိထားပါငွေအကုန်ကြအတော်လေးများတယ် စုမိဆောင်မိတာမျိုးမရှိတဲ့အပြင်စုဆောင်လာတဲ့ဟာလေးတွေပါပြန်ပြီးတော့ထုတ်ရောင်းတော့ကတော့ထွက်သွားတယ်ဆိုတဲ့အနေအထားမျိုးတွေပေါ့လေအပေါင်ငယ်ရောက်သွားတယ်ဆိုတဲ့အနေအထားမျိုးတွေဖြစ်ကိုဖြစ်လိမ့်မယ်အဲသူတို့ဘကိုငွေတို့ဖြစ်စီတို့ရွှေတို့လုံးဝမချိပါနဲ့တေချာပေါက်လုံးဝလုံးဝပြန်မရဘူးဆိုတာတွေသိနေချင်းတယ်ကျန်တဲ့လားနေမှာတော့ဝင်လိုက်ထွက်လိုက်ထွက်လိုက်ဝင်လိုက်နဲ့တန်နေရာလေးတွေလည်နေတတ်တဲ့သဘောပါရှိ